လာမယ့်2026 FIFA ကမ္ဘာ့ဖလားဘောလုံးပွဲလက်မှတ်တွေကိုဝယ်ယူထားတဲ့နိုင်ငံတကာကဘောလုံးပရိသတ်တွေအတွက် American ပြည်ဝင်ခွင့်ဗီဇာတွေကိုအမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ American သမ္မတ Donald Trump ကကလင်းလာနေ့မှာပြောကြားခဲ့တာပါ2026ကမ္ဘာ့ဖလားပွဲစဉ်တွေကိုလာမယ့်နှစ်ဇွန်လ17ရက်နေ့ကနေဇွန်လ19ရက်ထိ American မြို့ကြီး17မြို့မှာကျင်းပသွားမှာဖြစ်ပြီးကနေဒါနဲ့ Mexico နိုင်ငံတို့မှာလည်းပွဲစဉ်တချို့ကိုလက်ခံကျင်းပပေးမှာဖြစ်ပါတယ် American ဆိုရကတော့ ကမ္ဘာဖလားပွဲဘောလုံးပရိသတ်တွေကိုဦးစားပေးဗီဇာစနစ်နဲ့စီစဉ်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ် since creation of the white house ဒီနေ့စောပိုင်းမှာအင်ပီရိုရဲ့ FIFA လုပ်ငန်းအဖွဲ့ FIFA Tax Force ကိုဖွဲ့စည်းထားပြီးနိုင်ငံတိုင်းဝန်ကြီး Rubio ရဲ့အဖွဲ့ဟာကမ္ဘာဖလားဘောလုံးပရိသတ်တွေအလွယ်တကူလာရောက်နိုင်အောင်နဲ့ပမာကန်ကန်ဖြစ်ဖို့ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနနဲ့မနာမနေစူးစမ်းနေကြပါတယ်လို့ Tamara Tran ကပြောဆိုခဲ့တာပါ ဒီကဘာပလာဘွဲကနေ American Dollar Billion 30လောက်အထိဝင်ငွေရနိုင်ပြီးအလုတ်ကိုင်2သိန်းလောက်ဖန်တီးပေးနိုင်တယ်လို့လည်းတမရထရန်ကဖြည့်ဆွက်ပြောဆိုခဲ့ပါတယ်။ကဘာပလာဗီဇာကိစ္စတွေအတွက် American နိုင်ငံရဲ့ဝန်ကြီးဌာနကကောင်စစ်ဝန်400ကိုထပ်မံခန့်ထားခဲ့ပြီးတချို့နိုင်ငံတွေမှာနှစ်ဆတိုးချဲ့ဆောင်ရွက်ခဲ့တယ်လို့နိုင်ငံရဲ့ဝန်ကြီး Rubio ကပြောပါတယ်။ Your ticket is not a visa. It doesn't guarantee admission to the US. ခင်ဗျားတို့ရဲ့ဘလုံးဝဲလက်မှတ်ကဗီဇာတော့မဟုတ်ပါဘူး။ American နိုင်ငံကိုဝင်ခွင့်ရမယ်လို့တော့အာမမခံပါဘူး။ဒါပေမဲ့ ဗီဇာကိစ္စမင်းမြန်ဆန်ဆန်ဆောင်ရွက်ပေးမှာကိုတော့အာမခံပါလေစီစဉ်မှုတွေကတော့ပုံမှန်အတိုင်းပဲရှိမှာဖြစ်ပြီးတော့ကွာခြားချက်တခုကတန်းစီဆောင်ဆိုင်ရမယ့်နေရာမှာပိုပြီးမြန်မြန်ဆန်ဆန်ဖြစ်အောင် လုပ်ကင်ပေးမှာပါလို့ဝန်ကြီးရူဘီယိုကပြောဆိုပါတယ်အင်ပြူတော်မှာ Fever ဥက္ကဋ္ဌ DNA Infantino က American ကိုနိုင်ငံတကာဘောလုံးပရိသတ်၅သန်းကနေ၁၀သန်းအထိပွဲကာလအတွင်းလာရောက်ကြမယ်လို့ခန့်မှန်းထားပါတယ် နိုင်ငံပေါင်း212နိုင်ငံကဘောလုံးပြည်သက်တွေလက်မှတ်တန်းကျော်ဝယ်ယူထားပြီးဖြစ်ပြီးကမ္ဘာ့ဗလားဗီဇာဦးစားပေးစနစ်အသေးစိတ်ချက်လက်တွေကိုလာမယ့်နှစ်အစောပိုင်းမှာထုတ်ပြန်ပေးထားမယ်လို့ FIFA ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။